ကံတစ်ခုတည်းကအကျိုးပေးတယ်ကံတစ်ခုတည်းကဆုံးဖြတ်တယ်လို့လည်းအစွန်းရောက်တဲ့ကမ္မဝါဒကိုလက်မခံရအောင်အစွန်းရောက်တဲ့ကမ္မဝါဒဆိုတာပုပ္ပိကတဟေတုဒိဋ္ဌိလို့ခေါ်တယ်။ဘာပဲလှုပ်လှုပ်ဒီဘွားကြုံရတာဟေးအတိတ်ကလှုပ်ခဲ့လို့ညမာတွေပြောလိုက်တယ်ကိုကံပဲကံပဲနဲ့ဟုတ်ကံကြီးလည်းပုံမချရဘူးကံဆိုတာအကြောင်းတစ်ခုသာလင်ဖြစ်တယ်ဂျန္တာတွေကအများကြီးလှုပ်လှုပ်လို့ရတာတွေအများကြီးရှိတယ်နော် တချို့ကကန်ချပြီးတော့ဘာမှကိုမလုပ်ဖဲနဲ့နေတဲ့လူမျိုးကလည်းရှိသေးတယ်အဲ့ဒါကြတော့မှားတယ်အဲ့ဒါမိစ္ဆာအယူဝါဒလို့ခေါ်တယ်ပုပ္ပေကတဟိတုဒိဋ္ဌိသူကဘယ်လိုယူဆတော့စင် fatalism လို့ဟာမျိုးပေါ့ဘယ်ရာပဲဖြစ်ဖြစ်ကံကအဆုံးဖြတ်ပေးတယ်ငါဒီဘဝဖြစ်လာတာလည်းကံဆင်းရဲတာလည်းကံပဲငါဘာမှလုပ်လို့မရဘူးအတိတ်ဘဝကကံကြောင့်ဖြစ်တာဒီဘဝကြုံရတွေ့တဲ့မြတ်တွေအကုန်လုံးကကံကြောင့်ဖြစ်တာလို့ယုံကြည်လို့ရှိရင်ပုပ္ပေကတဟိတုဒိဋ္ဌိတဲ့ အဲ့ဒီအယူဆတရားဝင်သွားလို့ရှင်ထိုပုဂ္ဂိုလ်ကကြီးပွားတိုးတက်ရေးလမ်းပိတ်သွားတယ်ဘုရားရဲ့ကမ္မဝါဒနဲ့လည်းမညီဘူးအဲ့ဒါမိစ္ဆာအယူဝါဒတစ်မျိုးဖြစ်သွားတယ်ကံနဲ့ပတ်သက်ပြီးတော့ကံကိုလက်ခံတိုင်းတမ္မာဒိဋ္ဌိမဖြစ်ဘူးနော်မှန်ပါပါဗျမှန်ကန်နဲ့လမ်းကြောင်းနဲ့လက်ခံမှုလို့တယ်တခါတော့ကအဲ့ဒီပုဂ္ဂိုလ်ကတာဟိတုဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့တိဝကဆိုတဲ့ပြပိုက်ကြီးကမြတ်စွာဘုရားစီလာရှင်ပြားတဲ့တချို့ကဟောလိပြောလိရှိတယ်တဲ့ ဒီဘဝမှာဒုက္ခဒုက္ခတွေ့ကြုံခံစားရသည်များအတိတ်ကလောက်ခဲ့လို့လို့အတိတ်ကလောက်ခဲ့တဲ့ခံကြောင်းလို့ပြောကြတယ်ဗျာတဲ့ဒီအချက်ရောအရှင်ဘုရားဘယ်လိုပြောမလို့လို့ဆိုတော့မြတ်စွာဘုရားကတိဝကအရမင်းမစင်စားကြည့်ပေါ့တဲ့နော်လောကမှာကိုယ်လက်တွေ့မြင်ရတဲ့အကြောင်းတရားတွေအများကြီးရှိတယ်ဥပမာမဲ့ယောဂဖြစ်တာတိကျအကြောင်းဖြစ်တာရှိတယ် အေးတဲ့ထွက်လို့နှာစည်းချောင်းစိုးဖြစ်တာရှိတယ်။အပူမီးလို့ဖျားတာရှိတယ်။အမျိုးမျိုးရှိတဲ့အတန်းနဲ့ဖျားတာတွေဟာအကုန်လုံးချောင်းစိုးတာလည်းပဲကံကြောက်မယ်။ဖျားတာလည်းကံကြောက်မယ်လို့ဒီလိုပြောရင်လက်တွေ့ကိုညင်းပယ်ရရောက်တာပေါ့တဲ့။ကံဆိုတာအကြောင်းတစ်ခုပဲတဲ့။ဟော။ကံဆိုတာအကြောင်းတစ်ခု။ဒီလူဟာချောင်းစိုးပြီးတော့အေးပတ်တာအေးတဲ့ထွက်လို့လေသူ။အကာအကွယ်မလုပ်လို့ဖြစ်တာပေါ့။အပူထဲသွားလို့သူအဖျားဝင်တာပေါ့။ ။ဟောမတည့်တာတွေစားလို့သွေးတိုးတာတွေဖြစ်တာပေါ့။စီးချိုရှိမှန်းတည့်ရတဲ့တကြားတွေအချိုတွေနင်းကန်စားလို့ဖြစ်တာပေါ့။ဒါပစ္စုပန်ကံနဲ့ပါဆိုင်လေဒါ။မြတ်စွာဘုရားကတကယ်ကိုလက်တွေ့သမားနော်။လက်တွေ့ကြကြ။အဲ့တော့အကြောင်းကံတစ်ခုတည်းလို့မယူဆရဘူးအကြောင်းနေအများကြီးရှိခုနတရက်ပင်လေးအပင်ပေါက်တာပဲကြည့်တရက်စီကအကြောင်းတစ်ခုပဲသူတစ်ခုတည်းနဲ့ဘာမှမဖြစ်ဘူးမြေနဲ့ရေနဲ့ပေါင်းမှဖြစ်တယ် အဲ့ဒါတို့ပဲအကြောင်းတရားဆိုတာအများကြီးရှိတယ်လို့လက်ခံရမယ်။ဘာဖြစ်ဖြစ်ကန့်ကြောင်ဆိုတဲ့ဟာလက်ခံစရာအကြောင်းမရှိဘူး။